သားတို့သမီးတို့အားလုံးမင်္ဂလာပါဒီနေ့ဦးပြောပြသွားပေးမယ်ပုံမြင်လေးရတော့အိမ်မရာကုတ်ထွက်သွားသည် ဆိုတဲ့ပုံမြင်လေးပါရာကုတ်လည်းခါရံပြင်းမှာ နေလိုက်တာအကြာကြီးပဲသူမျိုးလင်းနဲ့တိုင်းတာတောင်ပို့သွားသေးတယ်အဲ့ဒီနိုင်ငံမှာတော်တော်ချမ်းသာလာတယ်သူ့လောအခဖြစ်တိုးနွားတရိษံတွေလာဘန်စီကဝေစုရတယ်သူဟာပညာလည်းရှိ လောက်ကိုင်းတဲ့နေရာမှာလဲစစ်ဆက်တေချာတော့သူ့ဝေစုဟာတပြေးပြေးနဲ့မြပြသိုးပွားလာတယ်။နှစ်ပေါင်း20လောက်ကြာပြီးရဲ့နောက်ပိုင်းမှာရာကုတ်လဲသူ့ဖေဤဆက်နေထိုင်တဲ့ခန္ဓာပြေကိုပြန်ဖို့ဆုံးဖြတ်လိုက်တယ်။ဤဆက်ကလဲအသက်ရှင်နေဆဲပဲဒါပေမဲ့အရန်အိုမင်းပြီးအိမ်ကုန်ခန်းနေပြီးရာကုတ်ဟာသူ့ပြန်မဲ့အကြောင်း သူ့ဦးလေးကိုမပြောဘူး။ဇာပန်အိမ်မှာမရှိတော့သူ့သားမယားတွေနဲ့ သူနောဒရိစံတွေအလုံးကိုခေါ်ပြီးတိတ်တိတ်ကလေးခိုးထွက်သွားတယ်။လာဗန်တိသွားတော့သူလုံးဝမနစ်မြုပ်ဘူးပေါ့။ယာကုတ်ကိုသူပိုင်တဲ့အရာအလုံးကိုထိန်းသိမ်းဆောင်းရှောက်စေချင်သေးတယ်။ယာကုတ်ရဲ့ပြေဝတဲ့အရေးချင်းဟာ သူ့ထက်သားကြောင့်ထာဝရဘုရားရှင်ကလည်းယာကုတ်ကင်တွယ်သမျှကို ကောင်းကြီးပေးကြောင်း နားလည်တယ်။အဲ့ဒါပြင်ယာကုတ်ရဲ့မိန်းမဖြစ်တဲ့သူ့သမီးနှစ်ယောက်ကိုပါခေါ်သွားတာသဘောမတူဘူး။ဒါကြောင့် လာဗန်လည်းသူ့လူတွေစုပြီးရကုန်းနောက်လိုက်ကြတယ်။အဲ့ဒီညမှာပဲသာရဘုရားရှင်က လာဗန်ကို အိမ်မက်ထက်မှာရကုန်းနဲ့တွေ့ရင်ဘေးအန္တရာယ်မလုပ်နဲ့လို့မှားတယ်။ဂိလတ်တောင်ပေါ်မှာရကုန်းကိုမြည်တဲ့အခါလာဗန်လည်းသူ့ကိုတိမ်တိမ်မွေ့မွေ့ဆက်ဆံပြီးသူတို့နှစ်ယောက်တဘောသူတစ္ဆာဆိုကြတယ်။ကြောက်တုံးတွေပုံပြီးအဲ့ဒီပေါ်မှာမှတ်တိုင်တစ်ခုထူတယ်။ပြီးတော့ရကုန်းကလာဗန်ကိုဒီမှတ်တိုင်ကို ကျွန်တော်ကြော်ပြီးမသွားဘူး။ တင့်ကိုလည်းခိုက်ရမပြုတ်ဘူးတင့်အဖိုးနာခေါ်ရဲ့ဖျားခင်ကျွန်တော်ရဲ့အဖိုးအာဗရာဟီဖျားခင်ဒီကျွန်တော်တို့စัจ जा မှာတသက်ဖြစ်ပါစေလို့ပြောတယ်အဲ့ဒီကြောက်တိုင်နာမှာလည်းဝိုင်းပြီးအစာစားကြတယ်လာဗန်ကလည်းအလားတူယာကုတ်ကိုဂရိသဆာဆိုပြီးသူသားသမီးတွေကိုနမ်းလျက်ကောင်းကြီးပေးနှုတ်ဆက်ပြီးခါရာမြို့ကို ပြန်သွားတယ်ယာကုတ်လည်းခါနာမြို့ကိုခီးဆက်ခဲ့တယ်ယာကုတ်လည်းအဲ့ဒီသူ ကိုတစ္ဆာပြုခဲ့တဲ့မှတ်တိုင်ကို နာမည်နှမျိုးပေးတဲ့တမျိုးကကိလတတေကိုတမျိုးကတော့မိစပါကင်းမျော်စင်လို့နာမည်ပေးလိုက်တယ်။ယာကုတ်ကလည်းငါတို့ဒီတယောက်နဲ့တယောက်ခွဲခွာသွားတဲ့နောက်သာရဖျားဒီဒီနေ့ငါဆက်ကြမှာဆောင်းမတော်မူစေတည်းလို့နှုတ်ဆက်ကလေးပြုလိုက်တယ်။ယာကုတ်ကခန္ဓာပြီကိုပြန်သွားစဉ်ခါမှာအလွန်ထိတ်လန့်စရာတည်င်းတစ်ခုကြားရပြန်တယ်။ ူကိုအေတော့ဟာလူ400နီးပါးလောက်နဲ့သူ့ကိုတွေ့ဖို့ခြိတက်လာပြီဆိုတဲ့သတင်းပဲလွန်ခဲ့တဲ့တစ်ချိန်လုံးကအေတော့ဟာသူ့ပေါ်မှာဘလောက်စိတ်ဆိုးပြီးသူ့ကိုတေတပ်ဖို့ကြုံဝါခဲ့တာတွေသူသိတယ်။ခုလည်းအေတော့သူ့စီကိုလာပြီးတယောက်တည်းမဟုတ်တော့ဘူးသူ့သားများတွေကိုပါတတ်မှကြောက်နေတယ်။ရကုတ်ဟာအမှန်တိုင်းလုတ်ခဲ့ရင် သူ့ကိုကိုဒီလောက်ကြောက်စရာမလိုဘူးပေါ့။မှန်ကိုသူသိလို့အေတော့နဲ့ရင်ဆိုင်ရမှာကိုလိုကြောက်နေတယ်။ အဲ့ဒီညမှာပဲရာကုတ်က သူ့လူစုကိုနှစ်ဖွဲ့ခွဲလိုက်တယ်တစ်ဖွဲ့ကိုဖမ်းမိသွားရင်တစ်ဖွဲ့ကထပြေးလို့မြောက်မယ်ဆိုတဲ့သဘောပေါ့သူ့ကိုစီကိုလည်းတိုးနွားစိတ်ကလအိုးညင်းတွေကို လက်ဆောင်ဖြည့်သူ့ကိုကျင်နာစိတ်ပြောင်းသွားဖို့အတွက်ရင်ပို့ထားနှင်းလိုက်တယ်ပြီးတော့ထာဝရဘုရားရှင်က သူ့ကိုမဆပ်ဖို့စိတ်ပါလက်ပါဆူတောင်းတယ်ပြီးတော့သူမိသားစုအလုံးကိုပြုတ်ချောင်းကိုဖြတ်ကူပြီးရှေးကသွားနှင်းစေတယ် ူကတော့ချောင်းဒီတစ်ဖက်ကမ်းမှာတယောက်တည်းဆူတောင်းကြံရစ်တယ်။အခုလိုနားထောင်ပေးတဲ့သားတို့သမီးတို့အားလုံးကိုဥက္ကာကျေးဇူးအများကြီးတင်ပါတယ်။နောက်တစ်ပတ်ပြန်တွေ့ကြမယ်။တတ္တာ